ားပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့မေလ14ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်က တင်ဆက်ပေးပါမယ်ရှင် တင်ဆက်ပေးမယ့်သတင်းတွေကတော့ចောင်းပိတ်ချိန်ဖြစ်တဲ့အတွက်စာတင်နေသူမရှိဘူးလို့စစ်တပ်လော်ဘီတွေဝါရဖြန့်နေတဲ့သတင်းစိတ်ကောင်းစီလေးချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး NUG ကို ထောက်ပြသူတွေအပေါ်ဝင်ကြီးကစစ်တပ်နဲ့ခိုင်နိုင်ခဲ့တဲ့သတင်း အပြည့်ရကာလာအတွင်းစစ်တပ်လေးချောင်းတိုက်ခိုက်မှုကြောင့်အစိုးရအပြုံလိုက်တေဆုံမှုဖြစ်စဉ်6ခုမှာအရသာတရာကျော်တေဆုံခဲ့တဲ့တွင်မော်ချီမှာ Starlink Wi-Fi တွေတင်းစီနေတဲ့အပေါ်ဒေတာကန်တွေဝေဖန်နေကြတဲ့တွင် ပလန်းစစ်ဆောင်နေဘဝရက်တီဘိုးနဲ့စိုးရိမ်မှုတွေလျှော့ချနိုင်မှုအတွက်ရကန်းအလုတ်ကန်ဖန်တီးပေးတဲ့တရင်အပြည့်ခက်ရက်စဲရေးဆွေးနွေးဖို့ရုရှားသမ္မတပူတင်ကိုတူရကီမှာစောင့်နေမယ်လို့ယူကရိန်းသမ္မတပြောတဲ့တရင်အစားရှိတဲ့တရင်တွေကို တင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ကြောင်းပိတ်ချိန်ဖြစ်တဲ့အတွက်စာတင်နေသူမရှိဘူးလို့စစ်တပ်လော်ဘီတွေဝါရဖြန့်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စာတင်ကြောင်းတွေပိတ်ထားတဲ့နေရာတီကြောင်းပိတ်ချိန်ဖြစ်တဲ့အတွက်သခိုင်းတိုင်းတပယ်ရင်မြို့နယ်အိုးတိန်တွင်ရွာမှာစာတင်ကြားနေတဲ့ကြောင်းသားကြောင်းသူတွေမရှိဘူးလို့စစ်တပ်ထောက်ခံသူတွေစစ်တပ်လော်ဘီတွေကဝါရဖြန့်ချီနေပါတယ်။စစ်ကောင်စီလောက်ခံပြန်ကြားရေးဝန်ကြီးဌာနကလည်းမေလ12ရက်ည7:00နာရီသတင်းမှာအိုးတိန်တွင်ရွာစာတင်ကြောင်း ပုံကျဲခံရမှုကိုတရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်ရေးသားဖြန့်ဝေနေတဲ့ဆိုပြီးသတင်းထုတ်ပြန်ခဲ့ပါတယ်စစ်တပ်လော်ဘီတွေဖြစ်တဲ့သဇင်ဦးဇော်ဖုံးဟိန်းနဲ့ ကျော်စိုးဦးတို့သုံးဦးကလည်းအိုးတိန်တင်ရွာကစာတင်ချောင်းကိုစစ်ကောင်စီဘုံကျဲမှုဟာမောင်းမမှန်ဝါဒဖြန့်ချီနေတာဖြစ်တယ်လို့လီဆယ်ပြောဆိုသွားခဲ့ပါတယ်။စစ်ကောင်စီလောက်ခန်းပြန်ကြားရေးနဲ့စစ်တပ်ထောက်ခံတဲ့ဝါဒပြန်ရန်နေရကစာတင်ချောင်းဘုံကျဲမှုကိုစစ်တပ်ကလုံဆောင်တာမဟုတ်ဘူးလို့ညင်းဆိုထားပေမဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေကတော့စစ်ကောင်စီတပ်ရဲ့ဘုံကျဲမှုဖြစ်တယ်လို့အတည်ပြုရေးသားထားကြပါတယ်။ တပင်းရင်မြို့နယ်ဦးတိန်တင်းရွာကဘုံကျဲခံရတဲ့စာတင်ကြောင်ဟာအန်ယူဂျီအစိုးရကဖွင့်လှစ်ထားတဲ့စာတင်ကြောင်ဖြစ်တဲ့အတွက်ရိယာတီကျောင်းပိတ်ချိန်ဖြစ်ပေမဲ့ကလင်းငယ်တွေကိုစာတင်ကြားပေးနေရဖြစ်တယ်လို့ဒေတာကန်တွေကပြောပါဗျာ။ ဒုတိယသတင်းတပုတ်အနေနဲ့စစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအန်ယူဂျီကို ထောက်ပြသူတွေအပေါ်ဝင်းကြီးကစစ်တပ်နဲ့ခိုင်နိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးပြန်လည်ခုခံမဲ့လေရင်ပြည့်လက်နက်တွေအကြောင်းကိုပြည်သူတွေကလူမှုကွန်ရက်ဆာမျက်နှာကတဆင့်ထောက်ပြနေမှုတွေအပေါ်အန်ယူဂျီဝင်းကြီးဒေါက်တာတူးခေါင်ကစစ်တပ်နဲ့ခိုင်နိုင်ခဲ့တဲ့ရေးသားမှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။စကားစကားလေကြောင်းနဲ့ဘုံကျဲလူတက်တိုင်းအ န်နျူးဂျီကမကောက်ွယ်ပေးလို့ဆိုတော့နရွေးတိခဏခဏပြောနေပြီဆိုရင်တေကြတာကတော့စကားဆနဲ့အတိုင်းဖောက်ညီညီလောက်တာပါပဲဆိုပြီးဒေါက်တာတူးခေါင်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားထားခဲ့တာပါဒါအပြင်ခိမီတဲ့အစိုးရတွေတောင်ရှောင်းတခင်လူသက်သမားတွေကိုကာကွယ်ဖို့မတတ်နိုင်သလိုအမေရိကန်အစိုးရတောင်ရှောင်းတခင်လူသက်သမားလက်ကနေပြည်သူတွေကိုအပြည့်အဝမကာကွယ်ပေးနိုင်ဘူးလို့ဆိုထားပါဗျ ဒေါက်တာတူးခေါင်ရဲ့ရေးတာမှုအောက်ကမှတ်ချက်ပေးတဲ့နေရာတွေမှာလင်းရင်ပြည့်ဝမယ်ဆိုတဲ့ပတ်စံတွေနဲ့ပတ်သက်ပြီးမိကုံထုံမှုတွေဝင်းကြီးတယောက်အနေနဲ့အခုလိုပြီးစလဲပြောဆိုမှုအပေါ်ဝေဖန်တဲ့မှတ်ချက်တွေကိုတွေးရှိခဲ့ရပါတယ်။သခိုင်းတိုင်းတပင်းရင်မြို့နယ်အိုးတန်တင်းရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ចောင်းသားចောင်းသူ22ဦးဆီယာမ9ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ100ကျော်အထိရှိလာတယ်လို့သိရပါတယ်။ တတရသတင်းတပုတ်အနေနဲ့အပြည့်ရကာလာအတွင်းစစ်တပ်လေးချောင်းတိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက်တေဆုံးမှုဖြစ်စဉ်6ခုမှာအရသားတရာကျော်တေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီအပြစ်ရဲ့ကြေညာပြီးတလားကျော်ကာလအတွင်းလေးချောင်းတိုက်ခိုက်မှုကြောင့်အစုလက်အပြုံလိုက်တေဆုံမှုဖြစ်စဉ်6ခုထပ်မံရှိပြီးအရသာတရာကျော်တေဆုံခဲ့တယ်လို့သိရပါတယ်။အရသာ၁၀ဦးနဲ့အထက်တေဆုံခဲ့တဲ့အဲ့ဒီဖြစ်စဉ်6ခုလုံးဟာအရသာတွေနေထိုင်တဲ့ကြေးရွာစာတင်ကျောင်းတွေကိုစစ်တပ်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအရသာ133ထပ်မံတေဆုံခဲ့တယ်လို့ ISP မြန်မာကသတင်းထုတ်ပြန်ပါတယ်။စကိုင်းကလင်ကြီးအပီးကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နိုင်မှုအပြစ်ရ ောင်ကြေညာထားပေမဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုပ်နေရလို့ ISP မြန်မာကထုတ်ပြန်ထားပါတယ်။ဩတင်တင်းရွာစတင်ချောင်းနဲ့ထုံးရွေကြီးရွာတွေကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့မှုအပါအဝင် အာဏာသိမ်းမှုအလွန်၄နှစ်ကျော်အတွင်းအစုအပြုံလိုက်တည်ဆုံခဲ့ရတဲ့ဖြစ်စဉ်ပေါင်း80ထက်မနည်းရှိပြီးအဲ့ဒီဖြစ်စဉ်အတွင်းအရတား1598ဦးတည်ဆုံခဲ့တယ်လို့ ISP မြန်မာကဆိုပါတယ်။ မေလ12ရက်နနက်9နာရီခွဲခန့်မှာအိုးတင်တင်းရွာစာတင်ချောင်းကိုစစ်ကောင်စီတပ်ကဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသူကျောင်းသားအယောက်21ဦးနဲ့ဆီယာမ2ဦးတို့တင်ဆောင်ခဲ့တယ်လို့ဒဏ်ရာရရှိသူတရားကြော်အထိရှိလာတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော်ချီမှာ Starlink Wi-Fi နဲ့တင်းစီနေတဲ့အပေါ်ဒေတာကန်တွေဝေဖန်နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကေနေပြီးဖားဆောင်မြို့နယ်မော်ချီဒေတာမှာ Starlink Wi-Fi နဲ့တင်းစီခံနေရတဲ့အပေါ်ဒေတာကန်တွေကဝေဖန်နေကြတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလပထမပတ်ကစလို့မော်ချီဒေတာအခြေဆိုင်ကျေဖြူတက်ဖွဲ့ကစစ်ကောင်စီရဲ့လေကြောင်းအနယ်ကာကွယ်ရေးနဲ့မြေပြင်သတင်းတွေမပေါက်ကြားစေဖို့အတွက် Starlink Wi-Fi ဆက်တွေကိုအချိန်ကန့်သတ်နဲ့တင်းစီတာဖြစ်တယ်လို့မော်ချီဒေတာမှာနေတဲ့ပီတူတအူးကပြောပါဗျ။မော်ချီဒေတာတွင် Starlink Wi-Fi ဆက်တွေတင်းစီနေရတဲ့ပတ်သက်ပြီး ီးအလုံးရင်ဘလောက်တင်းစီခံရတယ်ဆိုတာကို MBA ကဆက်လက်စုံစမ်းနေသေးပါမော်တီဒေတာမှာ Starlink Wi-Fi စက်တွေတင်းစီခံရမှုနဲ့ပတ်သက်ပြီးကင်းနေမျိုးသားများကာကွယ်ရေးတပ် KNDF ဒစိပ်ပါထောက်ပြန်ချက်အတူတစောင်းမေလ13ရက်ကလူမှုကွန်ရက်ပေါ်ရောက်ရှိလာခဲ့ပါသေးတယ်မော်တီဒေတာအတွင် Starlink Wi-Fi စက်တွေကိုရာရီအသုံးပြုခွင့်ကန့်သက်တားမြင်လိုက်ရုံနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလုံးဝတားဆီးနိုင်မှာမဟုတ်ပေမဲ့အတိုင်းအတာတစ်ခုအထိ တားဆီးတဲ့အနေနဲ့လှုပ်ဆောင်တာဖြစ်တိုင်းလို့ INC အတွင်းရေးမှူးနှစ်ကပြောပါဗျာ။ ဆက်လက်ပြီးပလဲစစ်ဆောင်နေဘွားရက်တီဘုံနဲ့စိုးရိမ်မှုတွေရှော့ချနိုင်မှုအတွက်ရကန်းလုံးကန်ဖန်တီးပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ကစစ်ပေးဆောင်စကန်တခုမှာစစ်ဆောင်နေရရှိဘွားရက်တီရဲ့အပါအဝင်စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတွေရော့ချနိုင်မှုအတွက်ရကန်းလုံးဖန်တီးပေးထားပြီးထောက်ကုံတွေကိုဒေသသွင်းမှာပဲပြန်လည်ရောင်းချဖို့အစီအစဉ်ထားတယ်လို့ NUG ရဲ့ပလဲမြို့နယ်လူသားစာနာတာဝန်ခံကဆိုပါတယ်။ ပြည်သူမြေတားနေရဲ့စွန့်ခွာစစ်ဆောင်စခန်းလို့အမိပေးထားတဲ့စစ်ဘေးရှောင်စခန်းမှာလူကြီးကြားမှ စုစုပေါင်း300ကျော်စစ်ဘေးရှောင်နေကြရပြီးစစ်ဘေးရှောင်နေရတဲ့ကာလာဟာနှစ်နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီစကန်ကအမျိုးသမီးတွေဟာရကန်းခတ်တဲ့အလုပ်ကိုစပင်းမဆောင်ခင်ကာလကတည်းကလောက်ကန်ခဲ့ကြသူတွေဖြစ်တဲ့အတွက်အလုပ်ကန် အခွင့်အလမ်းပြန်လည်ရရှိစေဖို့ထောက်ပို့အဖွဲ့တစ်ခုရဲ့စီစဉ်ပေးမှုနဲ့ရကန်းစင်တွင်တိစောက်ပေးခဲ့တာဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစပင်းဆောင်စကန်မှာရကန်းစင်အလုပ်ယုံ20နဲ့အချုပ်ဆက်5လုံးထားရှိဖို့ကနတ်ဦးရာထားပေမယ်။လက်ရှိမှာတော့ရကန်းစင်ပေါင်း10ခုတိစောက်ထားပြီးဖြစ်တဲ့အတွက်အချုပ်ဆက်နဲ့ရကန်းစင်တွေထပ်မံလိုအပ်နေရလို့သိရပါဗါတယ်။ လဲမြို့နယ်တစ်ခုလုံးမှာစစ်ပေးဆောင်စကန်800ရှိပြီးစစ်ပေးဆောင်ဦးရဲ့တပေါင်းခွဲဝင်းကျင်ရှိရလို့သိရပါဗျ။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့အပြစ်ခတ်ရက်စဲရေးဆွေးနွေးဖို့ရုရှားသမ္မတပူတင်ကိုတူရကီမှာစောင့်နေမယ်လို့ယူကရိန်းသမ္မတပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းသမ္မတပိုလိုဒီမာဇလန်စကီးက၃နှစ်ကျော်ကြာဖြစ်ပွားနေခဲ့တဲ့စစ်ပွဲနဲ့ပတ်သက်ပြီးမင်းနချင်းဆိုင်ဆွေးနွေးဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကိုအခုသတင်းတပတ်အတွင်းတူရကီနိုင်ငံရဲ့မြို့တော်မှာစောင့်ဆိုင်နေမယ်လို့ပြောလိုက်ပါတယ်။အမေရိကန်နဲ့ဥရောပခေါင်းဆောင်တွေကအပြစ်ခတ်ရက်စဲရေးလုပ်ဖို့ အပြင်းထန်ဖိအားပေးနေချိန်မှာဆွေးနွေးပွဲကိုနှစ်ဖက်စလုံးတက်ရောက်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းထားပေမယ့်ပူတင်ကတော့တက်ရောက်မယ်မတက်ရောက်ဘူးဆိုတာကိုအကြောင်းမပြန်သေးပါဘူး။ဇလန်စကီးကညီနိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့တူရကီနိုင်ငံမြို့တော်အန်ကာရာကိုကြာရင်းနေမှာတွားရောက်မှာဖြစ်ကြောင်းကီရက်မြို့ကသတင်းထောက်တွေကိုပြောကြားပါဗျာ။ သူ့အနေနဲ့တူရကီတမရာရီဆက်တေရန်အာရိုဂန်နဲ့တွေ့ဆုံမှာဖြစ်ပြီးပူတင်ရောက်ရှိလာမှာကိုနှစ်ဦးစလုံးစောက်ဆိုင်နေမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တကယ်လို့ပူတင်ကတူရကီရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမှာတွေ့ချင်တယ်ဆိုရင်လည်းသူတို့အနေနဲ့အန်ကာရာကနေအစ္စတန်ဘူကိုအရောက်လာခဲ့မှာဖြစ်တယ်လို့ဇလန်စကီကပြောကြားခဲ့ပါသေးတယ်။ရုရှားရဲ့ပြောရေးဆိုခွင့်ရှိသူကတော့အင်္ဂါနေ့မှာပူတင်အစ္စတန်ဘူကိုသွားရောက်မှာလားဆိုတဲ့မေးခွန်းနဲ့ဆွေးနွေးပွဲတွေမှာရုရှား ားကိုဘသူကိုစားပြုတက်ရောက်မယ်ဆိုတဲ့မေကွန်တွေကိုဖြေချဖို့ညှင်းဆန်ထားပါတယ်။ MB ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။